ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ Facebook မှာ follow အပြန်အလှန်လုပ်ခြင်းဝယ်ယူခြင်းအဲ့ဒါတွေကသင် page ကိုထိခိုက်ပြီးတော့ monetization အခွင့်အရေးကိုဘလို့ဖျက်ဆီးနိုင်တယ်ဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ် content creator ညီကောင်မောင်တော်များအားလုံးမင်္ဂလာပါခင်ဗျာ content creator တချို့ Facebook မှာသတ်မှတ်ထားတဲ့ follower အရေအတွက်ပြည့်မီဖို့စူးစမ်းတဲ့အခါမှာလူသုံးအများဆုံးနည်းလမ်းကတော့ follow အပြန်အလှန်လုပ်ခြင်းဒါမှမဟုတ် follow ပေးပါပြန်ပေးပါမယ်ဆိုတဲ့နည်းလမ်း ဒါမှမဟုတ် follower ဝယ်ယူခြင်းနည်းလမ်းပဲဖြစ်ပါတယ်။ဒီနည်းလမ်းတွေရဲ့အားသာချက်ကတော့အစပိုင်းမှာ follower အရေးအတွက်ကိုမြန်မြန်တက်စေတာကြောင့်အောင်မြင်မှုစီသွားတဲ့ဖြစ်လမ်းတစ်ခုလိုဖြစ်နေတာပါပဲ။ဒါပေမဲ့ရေရှည်မှာတော့သင်ရဲ့ page ကိုအကြီးအကျယ်ထိခိုက်စေပြီးသင် monetization မရအောင်ဒါမှမဟုတ်ရပြီးရင်တော့ပြန်အပိတ်ခံရအောင်လုပ်နိုင်တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။ဒီလိုလုပ်တာဘာကြောင့်အန်တီရဲ့များရဲဆိုတာကိုကျွန်တော်ပြောပြခြင်းပါတယ်။နံပါတ်1 engagement rate ပြည်သက်တုံ့ပြန်မှုနှုန်းကိုအကြီးအကျယ်ကျဆင်းစေပါတယ်။ Facebook algorithm ရဲ့အမြင်မှာတော့ follower အရေးသွတ်ထက်ပိုအရေးကြီးတာကသင်ရဲ့ follower တွေကသင်တင်တဲ့ post တွေကိုဘယ်လောက်ထိ like, comment, share လုပ်တယ်ဆိုတာကိုပါပဲ။အပြန်အလှန် follow လုပ်တဲ့လူတွေဝယ်ယူတဲ့သူတွေရဲ့သဘာဝကတော့သင်ကို follow လုပ်တဲ့လူတွေကသင်ရဲ့ content ကိုတကယ်စိတ်ဝင်စားလို့ follow တာမဟုတ်ပဲသင်ကသူတို့ကိုပြန် follow လုပ်ပေးဖို့အတွက်ပဲလုပ်တာပါ။ဒါကြောင့်သင် content တင်တဲ့အခါမှာသူတို့ကကြည့်မှာမဟုတ်ပါဘူး။ like comment နဲ့ပေးမှမဟုတ်ပါဘူးအဲ့ဒီချိန်မှာ Facebook algorithm ရဲ့အမြင်ကဘလို့မြင်သွားလဲဆိုရင်ဒီ page follower တထောင်ပဲရှိပေမဲ့သူ content တင်လိုက်ရင်လူတရာတော့မကြည့်ပါလားဒါဆိုရင်ဒီ page ရဲ့ content တွေကအရေးသွေးမကောင်း low quality ပဲလို့သတ်မှတ်လိုက်ပါတယ်ဒီလိုသတ်မှတ်လိုက်တဲ့အခါတင်တင်တဲ့ content တွေကိုတခြားလူတွေက new face ပေါ်မှာပေါ်အောင် algorithm ကလှုပ်တော့မှာမဟုတ်ပါဘူးဒီလိုနဲ့တင်ပေးချာတဖြည်းဖြည်း page တွေတခုဖြစ်သွားပါလိမ့်မယ်။နံပါတ်1 Facebook မှာအလွန်တင်းကျပ်တဲ့မူဝါဒရှိပါတယ် အဲ့ဒါကတော့ inauthentic engagement စမမှုမရှိတဲ့တုံ့ပြန်မှုများမူဝါဒပဲဖြစ်ပါတယ်ဒီမူဝါဒနဲ့ပတ်သက်ပြီးလူတွေကိုအပြန်အလှန် like follow share လုပ်ခိုင်းတာဟာမလုံပေးပြီး engagement တောင်းသလိုမျိုးကိုတားမြစ်ထားတာပါသင် follower တွေရဲ့တုံ့ပြန်မှုရှိတော့ဘူးဆိုရင်သင် page ဟာဒီမူဝါဒကိုရိုက်ချိုးပြီးဖောက်ရကြပါတယ် Facebook ဘက်ကနေလည်းသင် page ကို reach အများနဲ့ short ချခံရတာ monetization လုပ်ပိုင်ခွင့်ကိုကန့်သက်တာအဆိုးဆုံးအခြေအနေမှာ page ကိုအေးအေးယူတာအထိလုပ်နိုင်ပါတယ်နံပါတ်3 သင်ဟာအမာခံပြည်သက်တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။အောင်မြင်တဲ့ content creator တယောက်ဖြစ်ဖို့အတွက်သင်ကိုတကယ်ချစ်တဲ့သင်သင်သမားကိုစောင့်ကြည့်ခြင်းနဲ့အမာခံပြည်သက်ရှိဖို့လိုပါတယ်။ follow အပြန်အလှန်လောက်ခိုင်းလာကနေရတဲ့ follower တွေဟာသစိ follower, ghost follower စနဲ့တူပါတယ်။အရေးအတွက်သာရှိပြီးဘာတုံ့ပြန်မှုမှမရှိပါဘူး။ဒီလို follower တွေကြီးရှိနေတဲ့ page တစ်ခုဟာ brand တွေ sponsor တွေအတွက်ဘာတန်ဖိုးမှမရှိပါဘူး။သူတို့က follower အရေးတက်ထွက် ရိုက်တာတုံ့ပြန်မှုကိုတကယ်ရှိတဲ့ page မျိုးကိုပဲစိတ်ဝင်စားကြတာပါ။ဒါဆိုဘယ်လိုလုပ်သင့်လဲ follow အပြန်လန်တောင်းဖို့အချိန်ကုန်ခံနေမဲ့စာဒီအချက်တွေကိုအာရုံစိုက်လှုပ်ဆောင်ကြည့်ပါ။နံပါတ်1တန်ဖိုးရှိတဲ့ content တွေကိုဖန်တီးပါ။သင်ဗီဒီယိုတွေကိုကြည့်ပြီးလူတွေကအကျိုးရှိလိုက်တာ၊ share လိုက်တာ၊ဘုံသူတာရလိုက်တာစတဲ့ခံစားချက်မျိုးရရင်ဘယ်သူမှမတောင်းမဲ့သူ့အလိုလို follow လုပ်သွားပါလိမ့်မယ်။ဒါကအစစ်မှန်ဆုံးနည်းနဲ့အကောင်းဆုံး follower ရရှိတဲ့နည်းဖြစ်ပါတယ်။နံပါတ်2 တင့်ကွန်တက်တွေကိုတက်ဆိုင်ရာ group တွေမှာမှန်မှန်ကန်ကန် share ပြီးရရင်ကြည်ကြည်တင်ပါစိတ်ဝင်စားတဲ့သူတွေက video ကိုကြည့်ပြီးတင့် page ကို follow လာကြပါလိမ့်မယ်နံပါတ်3ပရိသတ်နဲ့စကားပြောပါတင့် video အောက်က comment တွေကို reply လုပ်ပါမိကုန်းနဲ့မိပြီးပရိသတ်ကိုစကားဆပြောပါဒါကတင့်ရဲ့ community ကိုခိုင်မာလာစေပါလိမ့်မယ်နောက်ဆုံးအနေနဲ့ follow အပြန်လဲလုပ်ခြင်းဟာဆွဲဆောင်မှုရှိတဲ့ဖြန့်လန်းနည်းတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာတင့် page ရဲ့အနာဂတ်ကိုဖျက်ဆီးပြစ်မဲ့ ကြောက်ကဘာတစ်ခုစီသွားတဲ့ဖြက်လန်းတစ်ခုလည်းဖြစ်နေတယ်ဆိုတာကိုနားလဲပါအချင်းယူပြီးအည်သွေးကောင်းတဲ့ content တွေကို breather အစစ်မှန်ကိုဖြည့်ပြချင်းတိဆောက်ခြင်းကသာ monetization ကိုရေရှည်တည်တဲ့ခိုင်မြဲစေမဲ့တစ်ခုသီးသောနီးလမ်းမှန်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်